အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Manchester United သတင်းရဲ့ Manchester United အသင်းရဲ့သတင်းလေးတွေကိုတနေ့ရက်ထဲမှာအစုံလေးပြောခြင်းနဲ့အခုလက်ရှိမှာဒဇာနဲ့ဒဇာပူပူပြီးတော့ဒါကျွန်တော်တို့ hit ဖြစ်လာခဲ့တဲ့သတင်းလေးကိုလည်းနည်းနည်းလေးပြောပြခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့အပိုင်ရှင်ကိစ္စပဲပိုင်ရှင်ကိစ္စနဲ့ပတ်သက်ပြီးအခုလက်ရှိပြောသွားမှာ UAE ကဒါကျွန်တော်တို့ Manchester United ကိုဝယ်မယ်မဝယ်ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောမှာဆိုတဲ့ဆိုင်အခုလက်ရှိမှာတက်နေတဲ့သတင်းပေါ်မူတည်ပြီးတော့ သွားမယ်သဘောမှာရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးပြောသွားမယ်နည်းနည်းဒီဒီဆက်ဆက်ကျွန်တော်ဒါဆွေးနွေးသွားမှာဒီမှာပါပါတယ်အဲ့တော့ပြောချင်တာကလည်းရှိမှဒါကြီးကိုကျွန်တော်အရင်ကြီးဒါကျွန်တော်တို့စိတ်ကြီးတဲ့မနေ့တာနဲ့အခုချိန်မှာကျွန်တော်ဒါလုံခဲ့တဲ့၃ရက်၄ရက်လောက်ကလည်းပြောပြဘူးတဲ့ဥစ္စာမျိုးပဲ United အသင်းနဲ့အခုလည်းရှိမှဒါကျွန်တော်တို့ စော်ဒီပိုင်ရှင်ဝယ်လဲဒါအခုလက်ရှိမှာအင်းမျောစုလုံနေတဲ့ပုံစံအတိုင်းပဲလုံလို့ရမယ်အတွက်ကြောင့်တိတ်ပြီးတော့ဘာမှမဆန်းနေနေတာမှတော့ရှိပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်ခေါင်းထဲမှာပြောထားခြင်းတို့ကြောင့်ဟာဒါမှာ UAE ဝယ်တော့မှာဘာညာဆိုဒါကျွန်တော်ခုနကလက်ရှိမှာဒီတရင်ကဘန်ဂျီကော့နဲ့အဲလစ်ခရူကနေတင်ဆက်ထားတယ်ကျွန်တော်ခင်ဗျားတို့ကိုနည်းနည်းလေးဒါကျွန်တော်ပြပြအောင်ဖြစ်ပါတယ်လက်ရှိမှာဘန်ဂျီကော့နဲ့အဲလစ်ခရူကလည်းဒါနဲ့ပတ်သက်ပြီး engagement ရပုံရပါဒါနဲ့ပတ်သက်ပြီးတော့လေးကိုသူပြန်ပြီးတင်လာခဲ့တယ်မှာပါတယ်အဲ့တော့လက်ရှိမှာဘာဒီဘလူဖြစ်နေလောက်နည်းနည်းလေးခင်ဗျားတို့ရှင်းပြမယ်အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာကျွန်တော်တို့ ဒလီဇာမိသားစုနဲ့သူတို့ရဲ့ဒါကျွန်တော်တို့ share တွေကိုသူတို့ထုတ်ရောင်းမှုတွေဒီဇိုင်းဒီဇိုင်းပို့ပို့ပြီးစိတ်ဝင်စားလာတယ်။အဓိကလက်ရှိမှာသူတို့နဲ့ Indios တို့ကြားထဲမှာခွာပြေးလာမှုရှိလာခဲ့တယ်။ Indios နဲ့လက်ရှိမှာတဖြည်းဖြည်း Indios တို့ဘက်ကနေဂလီဇာမိသားစုကိုဒါကျွန်တော်လက်ဝဲကြီးအုပ်လာရဲ့လို့ဂလီဇာမိသားစုကနေတဖြည်းဖြည်းခံစားလာတယ်လို့သိရတယ်မှာပြောချင်တာလက်ရှိမှာဒါ footballing operation မှန်သမျှကဒါလက်ရှိနောက်ဆုံး update တဲ့ဒီနေ့အရာတွားနေတဲ့ပုံစံတွေအရာဆိုရင်တော့ ဟို surgeon reclive rubedi ကလုံနော်မာဒါကျွန်တော်အခုလက်ရှိ interview မှာပူပူလောလောလာလွန်ခဲ့တဲ့လေးရက်က interview မှာ surgeon reclive ကတာ ruben amorin နဲ့ပြောသွားတဲ့ interview မှာဆိုရင်ကလီစာမီသားစုသဘောမကျဘူးဟိုမှာပြကျွန်တော်သူတို့ဘာပြောသွားလဲကလီစာမီသားစုကတာဒါ ruben amorin ကိုအခုချက်ချင်းထုတ်ခိုင်းခဲ့မယ်ဆိုရင်ခမားထုတ်မှသာဆိုတဲ့ပုံစံမျိုးကို interview ကမေးသွားတဲ့အချိန်မှာ surgeon reclive surgeon reclive ဖြေသွားတဲ့အဖြေကဘာလဲဆိုတော့အခုချိန်မှာတော့ကျွန်တော်အကယ်၍ဒါ အာဂရီဇာမီဒါစုကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကျွန်တော်တို့နီးပြဖြစ်တယ်ဒါရူဘင်အာမိုရင်းကိုထုတ်ခိုင်းတဲ့ပုံစံတိုင်းထုတ်မှလားမထုတ်ဘူးလားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိနောက်ဆုံးသွားနေတဲ့ပုံစံအရဆိုရင်တော့တို့နေထုတ်သွားဖို့အစီအစဉ်မရှိဘူး။ဘာလို့သူပြောသွားတဲ့အိပယ်ဗျာဒါကဂလီဇာမီဒါစုအနေနဲ့လက်ရှိမှာဒါပေါ်လုံးနဲ့ပတ်သက်ပြီးပါဝင်ခွင့်မရှိတဲ့ဆိုတဲ့ပုံစံမျိုးအနှစ်သာရပုံစံမျိုးဒါ ြောသွားတဲ့သဘောမှာရှိတယ်ပေါ့နော်ဒါပုံမှန်လေးလေးပြောရမယ်ဆိုရင်အဲလက်ရှိဒီလိုပုံစံအဲ့တော့တစ်ဖြည်းနဲ့တစ်ဖြည်းကဟို Sergeant Radcliffe ရဲ့ interview တွေကိုကြည့်မယ်ဆိုရင်သူကအဓိကဒါမသိရင်မဲဒါကျွန်တော် Indians of Osu က Manchester United majority ပေါ့နော်အများဆုံး share holder ကိုခိုင်ထားတဲ့ပုံစံနဲ့တော့ရှောက်ပြောနေတာဒါလက်ရှိလွန်ခဲ့တဲ့ဒါကျွန်တော်တို့လပိုင်းလ6လ9လကလေးဒါကျွန်တော်တို့ဂလီဇာမီတာဆိုတဲ့လူကောင်းတွေဖြစ်ပေမဲ့အလုံးမလုံးတတ်ဘူးဆိုပြီးတော့ Jim Radcliffe တို့ Osu ကပြောထားခဲ့တာကိုလည်းမှတ်မိကြမှာဖြစ်တယ်ဒီတစ်ခေါက်မှလည်းကျွန်တော်လက်ရှိမှာဒီလာနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ အဖြေကရှင်းပါတယ်ဘောနသူတို့နေနေတာဒါဆာဂျင်ဘက်ကလစ်တို့နေနေကဲဦးနောက်ဂလီစာပီတာတို့နေတာနီးပြလက်ထုတ်ခိုင်းတော့သူတို့မထုတ်ဘူးကွာငါတို့ပဲအဓိကတရားကိုလုပ်နေတယ်ဆိုတဲ့ပုံစံဒါပေမဲ့ဒီရတာဒါအမှန်တိုင်းပြောခွာပြေးဖို့အဓိက reason တော့မဟုတ်ဘူးဘာလို့လဲဒါ Sergio Reglive နေ Manchester United ရဲ့ဒါအခုတည်းရှိ share ကိုဝယ်တဲ့အချိန်ကလေးကသူတို့ဒီဒါ Manchester United လက်ရှိဘောလုံးရဲ့ operation တွေကိုလှုပ်ရမှသာဒီ share ကိုဝယ်မယ်ဆိုပြီးဂရိကဝပြူထားလို့သူတို့ကလည်းအဲ့တော့အခုလက်ရှိမှာဒါနဲ့ပတ်သက်ပြီး Glazer D စာချုပ်စီမင်းရကိုဒါသူတို့နေနေစိတ်မကြိုက်တော့ဘူးဘောနော်အဲ့တော့ လေသာမိသားစုမှာသူတို့ ਨੇ retaliate လုပ်လို့ရတဲ့အတိုင်းကျွန်တော်လက်ရှိမှာ clause ရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးနည်းလေးရှင်းပြခြင်း။အခုလက်ရှိမှာဒါ drag along clause ဆိုတာကအသက်ဝင်နေတယ်။အကဲ United အသင်းရဲ့လက်ရှိ share တွေကိုဒါ class B share ပေါ့နော်။ဒါကျွန်တော်တို့ class B share တွေကိုဒါ ဟိုအများစုပိုင်ဆိုင်ထားတာကတော့ဒါကျွန်တော်တို့ဂလီဇာမိသားစုဖြစ်တယ်ဂလီဇာမိသားစုနဲ့အခုလက်ရှိမှာတို့အနေနဲ့ class B တို့ရဲ့ class B share တွေကိုထုတ်ရောင်းမယ်ဆိုရင်အခုချိန်မှာဒါစာချုပ်ပါအချက်လေးရဒါ surgery regular ရဲ့ share တွေကိုလည်းဆွဲပြီးတော့ရောင်းလိုက်လို့ရနေတာမှရှိတယ်အဲ့ဒါကို surgery regular တို့နည်းနည်းလေးကြောက်တယ်အဲ့ဒါကြောင့်မို့လက်ရှိမှာ surgery regular တို့ကကျွန်တော်ဒါမနေ့ကပြောခဲ့သလိုပဲ queen တစ်ကိုအသေးချေဆွတ်ဆက်ပြီးစောင့်နေတာဖြစ်တယ် queen at least ပြတို့ရဲ့ share ကိုရောင်းခဲ့မယ်ဆိုရင်တော့ indios အုပ်စုကဒီ queen တစ်ကို260ပုံစံမျိုးငှားဖြစ်ခဲ့မယ်ဆိုရင် at least တော့တို့ဒီ queen နဲ့က activity တွေကိုတို့ပိုင်မယ်ဆိုတဲ့ပုံစံမျိုး indios ဆိုတာလုပ်ချက် င်တယ်ဒါပေမဲ့အခုချိန်မှာဒါမျိုးနဲ့ပတ်သက်ပြီးအခုလက်ရှိမှာအသွားလာတွေအရန်များနေတယ်မှာပါတယ်အခုချိန်မှာပူပူလောလောမှာပြောရမယ်ဆိုလဲဒါ Manchester Council ကဒီကိစ္စနဲ့ပတ်သက်ပြီးမီးစိမ်းပြလိုက်ဖြစ်တော်မူဒါ Glazer မိသားစုနဲ့အခုလက်ရှိမှာနည်းနည်းအာရုံနှောင့်နေတယ်အဲ့တော့ UAE ဘက်ကလည်းလက်ရှိမှာတော်တော်လေးကိုဒါကျွန်တော်စူးစမ်းလာရဲဆိုတဲ့ကောလာဟာလာဆန်ဆန်သတင်းတွေတော့ထွက်နေတယ်။ဒါပေမဲ့ဒါဟာကောလာဟာလာဆန်ဆန်သတင်းတွေပဲသတိထားရမယ်ထဲမှာပါတယ်။ဒါတော့ Benjamin Cobb ရဲ့အဆိုအရဆိုရင် UAE အုပ်စုအနေနဲ့အခုလက်ရှိမှာဒါ Manchester United ရဲ့ legend ဟောင်းနေဖြစ်တယ်။ဒါကျွန်တော် ကျွန်တော်ဖာဒီနဲ့ဒါတိလောက်ကိုပြောမယ်ဆိုရင်ကန်တိုနာဒီလိုဒါလူတွေကိုဒါကျွန်တော်ခေါ်ယူပြီးတော့ဒါ UAE ရဲ့ consortium ကိုဒါကျွန်တော်ဘေးလုတ်သွားဖို့အတွက်အဓိကပြင်ဆင်လာခဲ့တယ်။ဒီနေ့ဟိုနေ့ကဒါကျွန်တော်တို့တင်ဆက်ခဲ့တဲ့ဒါ Sheikh Jassim တို့အုပ်စုမဟုတ်ဘဲနဲ့တသက် UAE ရအုပ်စုအနေနဲ့ဒါတယောက်တည်းဝင်မှာမဟုတ်ဘဲနဲ့အုပ်စုလိုက်ဒါကျွန်တော် maybe company ၄ခုနဲ့၅ခု maybe ကျွန်တော်ထင်တာ state owned ပုံစံမျိုးပေါ့နော်ဒါကျွန်တော်တို့မိသားစုတစ် ခုအနေနဲ့ဒါဝင်ပြီးတော့ဝယ်ဖို့အတွက်ပြင်ဆင်သွားမယ်။တယောက်တည်းဝင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါဥပမာ maybe ဟိုတစ်ခါ Sheikh Jassim တို့ပုံစံမျိုး authority တို့အုပ်စုတစ်ခုအနေနဲ့ authority ရဲ့မိသားစုတစ်ခုအနေနဲ့ဒီတိုင်းပဲ ့ UAE ရဲ့လက်ရှိတာမိသားစုတစ်ခုအနေနဲ့ဒါ United ကိုဝယ်ယူဖို့အတွက်ကြိုးစားသွားနေဆိုတဲ့သတင်းတွေထွက်နေတယ်။ဒါ UAE ရဲ့ consortium အခုလက်ရှိမှာအလုပ်တွေတော့လုပ်နေတယ် Manchester United ကစားသမားဟောင်းတွေဒါကြောင့်လက်ရှိမှာ legend တွေကိုခေါ်ယူပြီးတော့ဒါအသင်းကိုဝယ်တဲ့အချိန်မှာဘယ်လိုမျိုးပြင်ပြောင်းလဲလို့ရပြောချင်တာ lobby လုပ်ချင်တာဗျာတိလားကျွန်တော်တို့ပြည်သက်တွေနဲ့ ပတ်သက်ပြီး lobby လုပ်ချင်တယ်အဲ့တော့ဒါဒီညမှာကျွန်တော်ဗီဒီယိုအဆောင်ပြောခဲ့လို့အတူချုံပြောအခုအချိန်မှာကျွန်တော်တို့ဘယ်သူမှ lobby လုပ်တာမဟုတ်ကျွန်တော်ခင်ဗျမြင်တာပြပြလက်ရှိငွေကြီးဘယ်လိုက်အချိန်နေရ India ဆိုလက်ရှိမှာအသင်းကိုလုပ်ပေးနေတာအလုပ်ပေးနိုင်တာအကောင်းဆုံးပဲဒါ maybe အကောင်းဆုံးပဲဒီတက်ပို့ပြီးတာကျွန်တော်အသင်းကိုဒီတက်ပို့ပြီးအများကြီးပို့လုပ်ပြီးလို့မရသေးဘူးအခုအချိန်မှာ maybe ရေရှည်ရဆို sorry ကပို့ကောင်းတဲ့ option တခုဖြစ်လာနိုင်မယ်အခုလက်ရှိအချိန်နေရ India ဆိုလုပ်နေတာကလမ်းမှန်မသွားနေအဲ့တော့လက်ရှိမှာဒီရနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့သိကျင်နေမှာဆိုတော့ကျွန်တော်တင်ဆက်ပြပြအခုလက်ရှိမှာဒါ UAE consortium နဲ့ပတ်သက်ကလက်ရှိမှာကွန်ဟာလာဟာလာပဲရှိသေးတယ်လက်ရှိမှာ လီဇာမီသားစုရောင်းချင်နေတာကတော့တီးရလက်ပဲရတဖြည်းဖြည်းမြင်လာခဲ့ပြီ club ကလီဇာမီသားစုကရှင်းတယ်သူတို့ရဲ့သတ်မှတ်ထားတဲ့စိတ်က9ဘီလီယံပဲ9ဘီလီယံထိနိုင်မှသွားနိုင်တယ်အခုလက်ရှိမှာ UAE consortium ကလက်ရှိမှာစိတ်ဝင်စားတဲ့အနေထားမှာ4.1ဘီလီယံသူတို့ရဲ့ဒါကြားထဲမှာတန်900လောက်ခွာချနေတယ် maybe ဖြစ်သွားမယ်ဆိုရင်တော့မှ4.5ဘီလီယံလောက်ဖြစ်သွားမယ်အဲ့ဒါကြီးအရင်ရွယ်လို့မရဘူးဒါခုနကပါဇက်သားကပြောနေတာရှိတယ်4.1တန်400ဆိုတဲ့ပတ်စံနည်းတဲ့ပတ်စံမဟုတ်အဲ့တော့ဒါလက်ရှိမှာခင်ဗျားတို့နားလည်အောင်ရှင်းပြထားတာပေါ့နော်အဲ့တော့ ောက်ဆုံးတစ်ခုနောက်တဲ့တဲ့တစ်ခုအနေနဲ့ဆိုရင်တော့ Manchester United ကတဖြည်းဖြည်းထွက်ခွာမှုတော့တော်တော်လေးကိုတည်ကြနေတဲ့ကစားသမားရှိလာခဲ့ပြီ။အဲ့ဒါကတော့ Kobe Mainu ဆိုတာတဲ့လက်ရှိမှာဒါကြောင့် Manchester United အတင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Joshua Zirkzee ပဲ။ Joshua Zirkzee နေနဲ့ခုလက်ရှိမှာ Ruben Amorim ရဲ့ယုံကြည်မှုကိုသူမရတော့ဘူးလို့100%ခံစားနေရတဲ့ကြောင့်မို့သူ့ရဲ့ agent ကိုအတင်းအသစ်ရှာခိုင်းထားခဲ့ပြီဖြစ်တယ်။ Joshua Zirkzee နေနဲ့ပထမတော့ဒါကြောင့် Premier League မှာဆက်လက်ပြီးကစားလုပ်ခဲ့ပေမဲ့ဒါသူ့ရဲ့ agent ကတော့ကျွန်တော်လက်ရှိဒါ CV ကိုပဲအဓိကခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ CV ကလက်ရှိမှာအတင်းအသ င်းဖြစ်တယ်ဒါကျွန်တော်တို့ရိုမာကိုဒါကိုမူကောကမန်ချက်စတာယူနိုက်တက်လက်ရှိတိုက်စင်မှုဖြစ်တဲ့ဂျော့ရှွဲဇစ်ဂီကိုအပိသက်ခေါ်ယူဖို့တဲ့ခေါ်ယူဖို့ဒါဒီနေ့ဆောင်းရည်မှာစူးစမ်းသွားနိုင်တယ်ဒီမှာပါတယ်ဆက်ဒါကျွန်တော်ဆက်စလာကီရက်ဆက်အသင်းဖြစ်တဲ့ဒါကိုမူကတော့ ဒါလက်ရှိတိုက်စစ်မှုဖြစ်တဲ့ဒါ74ကလည်းစကားသုံးရတဲ့ဇစ်ဇီကိုတော်တော်လေးကိုသဘောကျနေတယ်။သူ့ရဲ့အသင်းမှာဇစ်ဇီကတော်တော်လေးကိုဒါ perfect ဖြစ်သွားနိုင်မဲ့တိုက်စစ်မှုတရားလို့သူ့ကိုယ်သူလုံးဝယုံကြည်တဲ့ကစားသမားတရားလို့မြင်နေတယ်မှာပါတယ်ပေါ့နော်။အဲ့တော့မြည်တော့မယ်ဆိုစကားမှုခုလက်ရှိမှာ Joshua ဇစ်ဇီရဲ့အနာဂတ်က Manchester United အသင်းကနေပြီးထွက်ခွာမှုတွေရခိုင်နှုန်းတွေဖြည်းဖြည်းများလာခဲ့တယ်။ဒါမှမဟုတ်ရတာကျွန်တော်တို့ဒါ Ineos Osu ရဲ့ပထမဦးဆုံးရောက်လာတဲ့အချိန်မှာဝယ်ယူထားတဲ့ကစားသမားကောင်းကြီးတဲ့တရားလို့ပြောတယ်။ဒါပေမဲ့ပြောမယ်ဇစ်ဇီကလေ United အသင်းမှာဒါ16သင်းတဲ့ကစားသမားရဲ့တရားဖြစ်တယ်။ဒါပေမဲ့ တခါကျရူဘင်အာမိုရင်းကိုလည်းနားမလည်ဘူးနော်ဒါပေမဲ့တခါကျရရူဘင်အာမိုရင်းကိုလည်းနားလေလူရဲ့ဘာလို့ဆိုပြဿနာကသူ့အနေနဲ့အခုလက်ရှိမှာဒါစမ်းသုံးဖို့ကလည်းပွဲတွေအများကြီးမရှိဘူးငိုတဲ့ကဒါကျွန်တော်ပွဲရှိမယ်ဆိုရင်တော့မှဒါအခုလက်ရှိမှာတပတ်တပွဲတောင်ကန်လို့ရတယ်ဒါမှ United ကမရှိဘူးတကယ်တမ်းကန်လို့ United ကအခုလက်ရှိမှာ FA Plan နဲ့ Premier League ပဲရှိတော့တယ် Premier League ဒါကျွန်တော်ဘောက်စင်တွေတို့ပါတော့မှဆိုတော့ maybe ဒီစားသမားဒါဖြစ်သွားနိုင်တယ်မှာပါတယ် maybe နောက်ပိုင်းကျတော့ဒါအများကြီးသုံးလို့မရပြီးတော့ပိုဆိုးတာဆက်စကိုကတော့တန်ယုံတာကြောင့် injury ကမဖြစ်တတ်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့60ကျွတ်နေရာမရတာကတော်တော်လေးကိုဒါဝမ်းနေဘူးတော့ကောင်းနေပေါ့နော်ဒါပိုဆိုးတာကလက်ရှိမှာ တီးကြရတဲ့အတိုင်းပဲဒါအော်မူရီကစားက352လို့ပါတော့မကစားဘူး341 1မှာအဓိကပိုဆိုးတာကလာတဲ့မက်သျူးစ်ခေါ်နာကောကျွန်တော်တို့တန်ပွမ်းပေါ်ကောက60ရဲ့နေရာကိုကစားတတ်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့တစ်ယောက်တော့မဟုတ်နှစ်ယောက်တော့ဖြစ်သွားတဲ့အချိန်မှာသူ့အနေနဲ့တော်တော်လေးကိုနေရာပြောက်သွားတာ1နေစရာဖြစ်သွားပြီလို့ပြောလို့ရတဲ့အချိန်မှာပါတယ်ဘွန်းအဲ့တော့ တချို့မှာ Manchester United အသင်းအနေနဲ့လာမယ့်နွေရာသီမှာတော့သူတို့အနေနဲ့ဒါကျွန်တော်တို့ Zigzag ကိုရောင်းချတော့လာမယ့်နွေရာလာမယ့်ဆော်ဒီပါ Zigzag ကိုရောင်းချသွားဖို့ရ United ဘက်ကလည်းလက်ခံသွားဖို့ရှိတယ်။အဓိကဒါ Armory မသုံးတဲ့အပေါ်မှာ United ဘက်ကလည်းအသင်းမှာဆက်ထားရတယ်ဘာမှမထူးဆိုပြီးတော့ပတ်စံရဖို့အတွက်ဒါရောင်းသွားဖို့နေထားမှရှိတယ်။ Roma ကတော့ Benzema နဲ့ဘယ်လိုပေးသွားမလဲဆိုတဲ့ဒရေးမထွက်ပေမဲ့ကိုမိုကတော့လက်ရှိမှာဒီကစားသမားတို့ Euro 10 30နဲ့32တန်ဝင်ကျင်ကြလောက်အသုံးသွားဖို့အတွက်ဒါကျွန်တော်တို့ရထားရဆိုတဲ့ဒရေးထွက်လာခဲ့တယ်။တကောလာဟာလာရတချို့သောဒရေးမှာ25တန်ပတ်ချလဲဝင်ကျင်ကြလောက်ပဲသုံးသွားနိုင်တယ်ဆိုတဲ့ဒရေးနေလဲအများ များကြီးအများကြီးထွက်နေတယ်ဒီမှာပါပါတယ်အဲ့တော့ဘလူတွေဘလူဖြစ်လာမယ်ဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါတယ်ဒီလောက်ပါပဲ Manchester United တင်းငါဒီနေ့အတွက်အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်။အများကြီးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်။အားလုံးမကြိုးလို့မှာအကောင်းမွန်တော့နေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါဘော။အားလုံးမကြိုးလို့မှာမြန်မြန်လည်းကလစ်ပြီးကြောင်းဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးလို့မှာကျွန်တော်တော့ကုန်ပြီပါဦး။ဒေးပါဗျ။